ဘူကလီဇီလန်နဲ့က Young Women Christian Association YWCA အဆောက်အဦဟာဗြိတိရှားခေတ်ကတည်းကဒီကနေ့အချိန်ထိအသုံးပြုနေတဲ့အဆောက်အဦဖြစ်ပါတယ်။ YWCA အဆောက်အဦဟာ2016ခုနှစ်မှာတော့တက်တန်း114နှစ်ပြည့်ပြီဖြစ်ပါတယ်။ YWCA အဆောက်အဦမှာတက်ဆင်ခဲ့တဲ့အပြာရောင်ကပီးပြားဟာရန်ကုန်မြို့ရှေးဟောင်းအဆောက်အုံတွေကိုထိမ့်သိမ်းစောင့်ရှောက်နေတဲ့အရက်ဖက်အဖွဲ့စည်းရန်ကုန် Heritage Trust ရဲ့15ခုမြောက်အပြာရောင်ကပီးပြားဖြစ်ပါတယ်။ 2014ခုနှစ်ကတည်းကအပြာရောင်ကပီးပြားတွေကိုတက်ဆင်ခဲ့တာဖြစ်ပြီးရန်ကုန်မြို့ရဲ့အတိတ်နဲ့အနာဂတ်ကိုဖြိတ်ဆက်ပေးနိုင်တဲ့အမွေအနှစ်တွေကိုစနစ်တကျထိမ့်သိမ်းစောင့်ရှောက်စီကျင်တဲ့အကြောင်းကိုသူရိန်အောင်ကအခုလိုရှင်းပြပါဗျာကျွန်တော်တို့ဒီအဆောင်တွေကရန်ကုန်မြို့ရဲ့အတိတ်နဲ့အခုလက်ရှိကျွန်တော်တို့အနာဂတ်ရောလက်ရှိအနေထားရောအနာဂတ်နဲ့ရောဒါကြီးကချိတ်ဆက်ပြီးမဲ့ ဟိုရုပ်ပိုင်းဆိုင်ရာချိတ်ဆက်မှုတွေပေါ့နော်။တမိုင်းဆိုတာကျွန်တော်စာအုပ်ထဲမှာကြည့်လို့ရတယ်ဒီစာအုပ်ရင်းနဲ့ရှင်ကြည့်လိုက်တဲ့ခါကျရင်ကျွန်တော်သူ့ရဲ့နှစ်သားကပို့ပြီးတော့ပြည့်စုံလာမှာဖြစ်ပါတယ်။အဲ့တော့ဒီစာအုပ်တွေကရန်ကုန်ရဲ့အတိတ်မှာဂျန်ခဲ့တာမဟုတ်ဘဲလက်ရှိမှာရောအနာဂတ်မှာရောဒါတွေကစီးပွားရေးရောလူမှုရေးရောဆက်လက်ပြီးအရေးပါမယ့်စာအုပ်တွေဖြစ်တဲ့အတွက်အများကြီးတို့ဒီစာအုပ်ရဲ့တမိုင်းကိုသိမယ်ဆိုရင်သူတို့လည်းပို့ပြီးတံပိုးထားရလာမယ်။ဒီစာအုပ်တွေကိုထိန်းသိမ်းတက်လာဖို့ကျွန်တော်ကအများဆုံးကြီးရပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ YWCA အသင်းဟာမြန်မာနိုင်ငံမှာအသင်းဖွဲ့ခွဲတွေအများပြားရှိနေပြီးသက်တမ်းအရင်ဆုံးအမျိုးသမီးအဖွဲ့တစ်ခုလည်းဖြစ်ပါတယ် YWCA အစအဦးရဲ့ project အဆောင်အသစ်ကိုတော့ United Engineering Limited က1921မှာစောက်လုပ်ခဲ့ပါတယ် YWCA အစအဦးကိုအဖိုးတန်ရှေးဟောင်းအစောက်အအုံ ဖြစ်သတ်မှတ်ခံရလို့ဝမ်းသာနေသူကတော့ဒေါ်သင်းအေးပိုပါ သက်တမ်းရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့အသိမှတ်ပြုလိုက်တဲ့အတွက်ကြောင့်လို့အင်မတန်မှပဲဂုဏ်ယူဝမ်းသာမိပါတယ်ဒီလိုအဆောက်အအုံရေရှည်တည်တဲ့မှုတ်တက်ကိုလည်းကျွန်တော်တို့ရဲ့ရှင်းရှင်းကပေါ့နော်မိခင်တွေများကနေပြီးတော့မှသစ္စာရှိရှိကြောင်းတည်တည်နဲ့ဟိုဖိသိမ်းခဲ့တဲ့အတွက်ဒီကနေ့ထက်တန်အောင်ပေါ့နော်ခိုင်မာပြီးတာပါတယ်အဆောက်အအုံတစ်ခုဖြစ်နေတည်ရှိနေခြင်းလည်းဖြစ်ပါတယ်